ကောတလမင်းကြီးကလဲစီပေါင်းများစွာနဲ့ခုနှစ်ရက်တိုင်တိုင်ဗန္ဓာအဖြစ်ရွှေတွေတိုက်သိမ်းယူရတယ်ဗန္ဓာရက်တိုင်တိုင်အဲ့ဒါကိုနေရလုံးလုံးကောတလမင်းကြီးကအဲ့ဒီမှာမင်းမနာအဖြစ်အဲ့ဒီတထေကြီးတွေတည်တော့တာယူရှိရမြောက်တော်မှာမြတ်စွာဘုရားအကြောင်းကိုရောက်တော်မြတ်စွာဘုရားကတကားကြီးတဲ့เจ้าမရောက်တာအတော်ကြာပြီဘာလုပ်နေလဲမြတ်စွာဘုရားတဲ့အဘုဒ္ဓကတတိယီသေသွားတယ်ဘုရား အမွေတွေကြံခဲ့တာသာသမီတွေမရှိလို့တဲ့ဗန္တာအဖြစ်ရှင်ဘင်းကတင်ရတယ်ဗျာဥစ္စာတွေကများလိုက်တာမြတ်စွာဘုရားခုနှစ်ရလုံးလုံးလက်တွေနဲ့တိုက်ရတယ်ဗျာရွှေတွေအများကြီးကြံခဲ့တာဗျာမြတ်စွာဘုရားတပည့်တော်မေးပြစီဗျာအဲ့ဒီအဘုဒ္ဓကတရိယာလူဘဝမှာနေတော့ကလည်းလူတယ်လို့လည်းမကြဘူးပါဗျာ ဖရတရနာတယ်လို့လည်းမကြဘူးပါဗျာကိုကိုတိုင်းကောင်းကောင်းလည်းမစားကောင်းကောင်းလည်းမဝတ်ဘူးဗျာဥစ္စာတွေဒီတိုင်းထားပြီးတော့တည်သွားတယ်ဗျာတဲ့ညစွာဗျာတဲ့ဘာကြောင့်မစားရတာလဲဗျာဘာကြောင့်မလူတန်းတာလဲဗျာဘာကြောင့်ချမ်းသာတာလဲဗျာကောသလမင်းကြီးကသိကျင်တော့ဖရားကိုမမေးဘူးလားဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ဓမ္မတုဒ္ဒရှင်လေးမှာအသိပညာဘုဒ္ဓတရားပေါ်ရာတရားတော်များကိုရှားပွင့်ပြီးမျှဝေပေးခြင်းဖြစ်ပါတယ်။ကုသိုလ်ကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်တရားအသီးကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်ဘဝကောင်းတွေရခြင်းတဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်တန်တရားဝုကလွမြောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေတရားနာကြတယ်အဲ့ဒီထဲမှာတရားနာတဲ့ပုဂ္ဂိုလ်တွေမှာတို့ပါလာတာကိုအဖိုးတွေပြိတ္တရေတန်မနေဘူးလားတန်နေတယ်တို့ဘဝဟာကုသိုလ်တွေနဲ့စားခဲ့လို့လူဘဝရောက်လာတာပါ လူဘရောက်လာတဲ့လူသားတိုင်းသည်ဘလို့လူပဲဖြစ်ဖြစ်ဆလုံးလိုလူပဲဖြစ်ပါစေကုသိုလ်แน่แน่လေးတော့မပါခဲ့ဘူးလားပါခဲ့တာပေါ့မြတ်စွာဘုရားဟောတာတဲ့ယဟန်တို့တဲ့အရှင်ပုဂ္ဂိုလ်သည်ဒါနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုแน่แน่ကလေးပြုလုပ်ခဲ့ဤတိလာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုแน่แน่ကလေးစောင့်တည်ခဲ့ဤဘာဝနာကိုတော့မရှူပွားသောပုဂ္ဂိုလ်ဒီသိလွန်တဲ့အခါမှာဘုံကံပါရှာတဲ့ယုတ်ညံ့တဲ့လူအမျိုးမှဖြစ်ရ၏ ဒါနံပါတ်1လူပြည်ယောက်ချောင်းတရားနံပါတ်2ကတော့ယဟန်တော်ရှင်ပုဂ္ဂိုလ်ဒီဒါနာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုအသိအတင်တုံယုံတန်ုံလေးပြုခဲ့ဤတီလာတွေဘာဝနာတီလာတွေကိုလည်းအသိအတင်လေးပဲတုံယုံတန်ုံလေးပဲစောင့်တည်ခဲ့ဤဘာဝနာကိုတော့မရှိဘွားသောပုဂ္ဂိုလ်ဒီအသိလုံးနဲ့အကမှာဘုံကံ ကြီးမာ၍မြင့်မြတ်တဲ့တထေတကြွယ်မင်းဆိုးရာဇာမျိုးမှာဖြစ်ရ၏။ဌာနမနှစ်လူပြောက်ကြောင့် နံပါတ်3ကတော့ယဟန်တော်ရှင်ပုဂ္ဂိုလ်သည်ဒါနသီလတွေကိုအများကြီးပြုလုပ်ခဲ့၏ထိုပုဂ္ဂိုလ်တွေသင်လုံးတဲ့အခါမှာလူပြည်ကကြော်လွန်ပြီးတော့နတ်ပြည်မှာဖြစ်ရ၏ဒါနတ်ပြည်ယောက်ျောင်းတရားအာဟုသူတွေသာလုပ်ခဲ့ရင်တော့အပင်ငရဲမှာဖြစ်ရ၏ရှင်းရှင်းလေးပြောရရင်တော့အာဟုသူတွေများရင်အပင်ငရဲမှာဖြစ်မယ်ဒါနသီလနည်းနည်းကလေးပါခဲ့ရင်လူဘဝရောက်မယ်လူဖြစ်မယ်တိုင်းမဲ့လို့အမျိုးယုံမယ်ဆင်းရဲမယ်မွဲမယ်ငတ်မယ်ပြတ်မယ် မွဲမွဲတဲ့နေရာမှာလေးရုပ်ရည်မွဲမယ်ဥစ္စာမွဲမယ်ပညာမွဲမယ်မျိုးရိုးပါမွဲမယ်သူအမွဲတကအမွဲတဲ့သူကကြုံနေကုသိုလ်နေရင်လူဘဝရောက်ရုံလေးပဲကျန်တာတွေကအကုန်လုံးမွဲမှာဒါနသီလတောယုံတန်ယုံကလေးလောက်ခဲ့ရင်တော့လူပြည်မှာချမ်းသာမယ်အမျိုးကလည်းမြတ်မယ်ဒါနသီလတွေအများကြီးလောက်ခဲ့ရင်တော့လူပြည်ကနေကြော်ပြီးနတ်ပြည်မှာသွားဖြစ်မယ် ါကြောင့်မလို့ပြိဿမယမကလူပြည်ရောက်လာပြီဆိုရရဒုဒါနသီလနဲနဲလေးတော့မပါခဲ့ဘူးလားပါခဲ့တယ်ဒါကုသိုလ်နဲ့စားခဲ့လို့လူဘဝကိုရတာကုသိုလ်နဲ့စားလူဘဝကုသိုလ်အသစ်ဒီပြန်ပြုကြမာဂျင်နာလီကအဲ့ဒါပဲကုသိုလ်နဲ့စားတဲ့လူဘဝကိုဘာအသစ်ဒီပြန်ပြုကြကုသိုလ်အသစ်ဒီပြန်ပြုကြတဲ့မြတ်စွာဘုရားလက်ထက်ခါတော့ကအဘုဒ္ဓကတတိဆိုတာရှိတယ် အာဂန္ဓုကတတိဆိုတာလည်းရှိသူတို့တွေအကုန်လုံးဟာကတိပေါင်း180ကျော်ချမ်းသာကြအမွေခံသားသမီးတွေလည်းမရှိဘူးကတိပေါင်း180ချမ်းသာတော့လည်းပဲဖျားပွင့်နေခေကောင်းကြီးနဲ့ဂျုံနဲ့ကဘာကောင်းကြီးနဲ့ဂျုံနဲ့ယဟန္တာတွေကြီးဘူးနေရပါလျက်နဲ့လေတရားအသည်မဝင်မှုကုသိုလ်တန်ဖိုးမထားဘူးဥစ္စာတွေကြီးကြီးပောင်ထုတ်စုပြီးလူလည်းမလူတန်တရားရိတ်ကကုသိုလ်တွေလည်းမပြုစားလည်းမစားစားလည်းမစားဘူးတဲ့ ဘာပဲစားလဲဆိုရင်လေသကွက်ထမင်းပုံရီဟင်းကျမ်းပေးဆိုတာတွေပဲစားတယ်တဲ့ဝတ်ဆိုရင်လည်းပဲဖြင်းချမ်းတွေပဲဝတ်တယ်အဲ့ဆိုရင်လည်းဆောင်ကောင်းကောင်းနဲ့တောင်မအိပ်ဘူးမတုံးဆောင်ပဲနဲ့လေကိုကိုတိုင်းလည်းမတုံးဆောင်တန်တရားရေကာကုသိုလ်ဖြစ်အောင်လည်းမစွန့်မလူနောက်ဆုံးတော့ဘလူမှမရှိအာလုံးသိသွားကောတလမင်းကြီးကလဲစီပေါင်းများစွာနဲ့ခုနှစ်ရက်တိုင်တိုင် ဗန္ဓာအဖြစ်ရွှေတွေတိုက်သိမ်းอยู่ရတယ်ဘယ်နည်းတိုင်းတိုင်းအဲ့ဒါကိုနေရလုံးလုံးကောသလမင်းကြီးကအဲ့ဒီမှာမင်းမနာအဖြစ်အဲ့ဒီတထေကြီးတွေတည်တော့တာယူရှိရဲ့မြောက်တော်မှာမြတ်စွာဘုရားအကြောင်းကိုရောက်တော်မြတ်စွာဘုရားကတခါကြီးတဲ့အကြောင်းမရောက်တာ အတော်ကြာပြီဘာလုပ်နေလဲမြတ်စွာဘုရားတဲ့အဘုဒ္ဓကတထေကြီးတည်သွားတယ်ဘုရား အမွေတွေကြံခဲ့တာသာသမီတွေမရှိလို့တဲ့ဗန္တာအဖြစ်ရှင်ဘင်းကတင်ရတယ်ဖရာဥစ္စာရိယာများလိုက်တာမြတ်စွာဘုရားခုနှစ်ရလုံးလုံးလက်တွေနဲ့တိုက်ရတယ်ဖရာရွှေတွေအများကြီးကြံခဲ့တာဗျာမြတ်စွာဘုရားတပည့်တော်မေးပြစီဖရာအာဒီအဘုဒ္ဓကတတိယလူဘဝမာနေတော့ကလည်းလူတယ်လို့လည်းမကြဘူးပါဖရာ ဖရတရနာတယ်လို့လည်းမကြဘူးပါဗျာကိုကိုတိုင်းကောင်းကောင်းလည်းမစားကောင်းကောင်းလည်းမဝတ်ဘူးဗျာဥစ္စာတွေဒီတိုင်းထားပြီးတော့တည်သွားတယ်ဗျာတဲ့ညစွာဗျာတဲ့ဘာကြောင့်မစားရတာလဲဗျာဘာကြောင့်မလူတန်းတာလဲဗျာဘာကြောင့်ချမ်းသာတာလဲဗျာကောသလမင်းကြီးကသိကျင်တော့ဖရာကိုမမေးဘူးလားမေးတော့ညစွာဗျာကအတိတ်ကိုဆောင်ပြီးတော့ဟောပြတယ်ကောသလမင်းကြီးတဲ့အဘုဒ္ဓကတထေကြီးကဘာကြောင့်ချမ်းသာတာလဲဆိုရင်ဟဋ္ဌိ ပါဇက်စကားတခုညောင်ချမ်းသာတာတတာရှိတဲ့စကားဘာစကားသူဟာတကူသွားဘွားတုန်းကတဲ့တထေးကြီးဖြစ်ခဲ့တာတဲ့တော်တော်လေးတော့နှမျောတယ်လူရမှာတန်ရမှာတော်တော်ကြောက်တယ်တတာတရားမရှိဘူးပေါ့သူ့မိမကတတာတရားရှိတယ်လူချင်းတန်းချင်းနဲ့ယောက်ျားကပိတ်ဆို့ကားစီးနေတော့မလူရဘူးတနေ့တော့ကမှသူတို့အိမ်ရှိကိုတဲ့ပစ္စည်းကားဗုဒ္ဓတပါးကြွလာ ဘသူကြွလာပိစကဗုဒ္ဓတပါကြွလာတာမြင်တော့တထေးကြီးကတဲ့အဲ့ဒီနေ့မှဘာစိတ်ကူးပေါက်တယ်မသိဘူးလှူခြင်းစိတ်လေးဖြစ်ပြီးမိမရေးတယ်ဟိုမှာကိုတော်တပါကြွလာတယ်အိမ်ထဲပြင့်ပြီးလှူလိုက်စမ်းဒါတတားရှိတဲ့စကားဘာစကားဒါကြောင့်မလို့လေပရိသတ်ဟာဒီဗဇက်ကပရိသတ်ကြီးကိုကိုကိုကျိုးနဲ့ခြီတဲ့ဇကားတွေမထွက်ကြစေနဲ့ဒုက္ခနဲ့မချီနဲ့ဒုက္ခရောက်တယ်ဆိုတာဒီဗဇက်ကြောင့်ဇကားကြောင့်ရောက်တာဒီအများကြီးပဲ ဝစီကမထင်းရင်ဒုက္ခတွေမရောက်ဘူးလားရောက်တာဗောအခုသိတ္တမင်းသားဥရိဝေလာတောင်းကြီးတွေမှာ၆နှစ်ကျင်းရတာဒီပါဇက်ပဲဒါကိုယ့်ကိုဒုက္ခနဲ့ခြီးတဲ့စကားဟုတ်တယ်နော်အေးအဲ့လိုမျိုးပေါ့လေတချို့များကဒီပါဇက်လွယ်လွယ်လေးပြီးပြီးရောဆိုပြီးတော့ဟိုကောင်မှဘာဖြစ်နေတာဟိုကောင်မှဘာဖြစ်နေတာဟိုကောင်ကဘာလုပ်နေတာသွားပြောအဲ့ဒါကိုယ့်ကိုဒုက္ခကျိုးနဲ့ခြီးနေတာဘာကျိုးနဲ့ခြီးနေတာအနုဘဝရောအနုဘဂရောပါတိမောက္ခေသတံဝရော မြတ်စွာဘုရားရဲ့ဩဝါဒတရားအကျဉ်း73ပါးထဲမှာအနုဘာဝတော်မိမိရဲ့နှုတ်ရင် သူတစ်ပါးတို့ကိုမဆွဆွဲနဲ့အပြစ်မဖို့နဲ့မဆွဆွဲရဘူးအပြစ်မဖို့ရဘူးမှန်နေရင်တော့မှဖီဖီမမတက်တက်တတာပြောရတယ်ဟုတ်ဘူးလားကဲမကောင်းတာလှုပ်ရှားတဲ့မိမတယောက်တွေ့တယ်မှန်တော့မှန်နေထားပြီပါတော့မှန်တိုင်းကိုကပြောရမှာလားကိုကဖီဖီမမဟုတ်ပါဘူးနော် မဟုတ်ပါဘူးရေဆိုရင်ဒါကိုပါဇက်ကတော်တော်တန်ဖိုးရှိသွားတယ်ဟုတ်တယ်အကောင်မဘာဖြစ်နေတာညာဖြစ်နေတာဆိုတော့ဟောကိုပါဇက်ကဟိုကကြားရင်ကိုတမျိုးပြန်မြင်အောင်မယ်နော်အဲ့တော့မဟုတ်ရင်မဟုတ်ရင်ကိုကဆွဆွမ်းမိပြီသားဖြစ်သွားတယ်ဟုတ်ရင်တော့မှကိုကတွန်းချတယ်လို့ဖြစ်သွားတယ်ဖေးဖေးမမပြောတတ်ဖို့လေးတွေလည်းလို့တယ်ဒါကြောင့်တရားနာစဉ်ဒီဝစီကံนี่လဲထိန်းကြ။ဗကံนี่လဲထိန်းကြ။မင်္ဂလာရှိတဲ့စကားတွေပြောမယ်။တရားရှိတဲ့စကားတွေပြောမယ်။ ကဲဆိုရမှာဆိုနည်းနည်းလေးဖလန်းဖလန်းထားနေတဲ့အမျိုးသမီးတယောက်ကိုကိုကဖလန်းဖလန်းလို့သွားပြောလိုက်တယ်မှန်တော့မှန်တာပေါ့မဲမဟုတ်ဘူးဆိုခဲ့ရင်သူ့အပြစ်ဖို့လို့ဖြစ်သွားပြီဟုတ်တယ်ဆိုရင်လည်းပဲသူကအညိုးကိုပြန်ထားမယ်ဆိုရင်ကိုကဒုက္ခရအောင်မှာဟုတ်တယ်နော်အဲ့တော့ကိုကဖိဖိသားနဲ့မဟုတ်ပါဘူးရေဒီခေတ်ကလေးတွေကဒီလိုလေးတွေရှိတတ်တာဘောဆိုတာနဲ့ဒီစကားဟာတန်ဖိုးရှိသွားတယ်မရှိဘူးလားအင်းအဲ့ဒါအဲ့ဒါလေးဒီသဘောတရားလေးဒီသဘောတရားလေးတွေ တချို့ကအဲ့လိုမသိဘူးပြိဿရေးထိုးချမယ်ဖဲ့ချမယ်ဆွဲချမယ်တရားဆိုတာမှတ်လိုက်ပါတရားဆိုတာဖေးမှခြင်း၊ကူညီခြင်း၊ဆွဲတင်ခြင်းတရားဆိုတာနေနေတဲ့ပုံကိုယ်တွေကိုအပယ်ကြမဲ့ပုံကိုယ်တွေအပယ်မကြအောင်ဆွဲတင်တာတရားဟုတ်တယ်မလားပျက်စီးသွားမဲ့ပုံကိုယ်တွေမပျက်စီးအောင်တရားပွဲကိုရအောင်ခေါ်လာတာတရားဖလန်ဖလန်ထားကျင်တာတွေဖလန်ဖလန်မထားရအောင်ဖလန်ဖလန်မထားနဲ့တရားပွဲလာလို့ခေါ်လာတာကတရားအဲ့ဒါကိုလေအင်းရော့ဆိုပြီးတော့ စကားနဲ့လည်းတွန်းရမှာမဟုတ်ဘူးနှုတ်နဲ့လည်းမတွန်းနဲ့စိတ်နဲ့လည်းမတွန်းရဘူးတော့တရားအကြောင်းတွေပြောရင်တော့အများကြီးပဲအဓိကတော့တရားအကြောင်းတွေများများသိဖို့ပြိတ္တရေမလိုဘူးလားလိုတာပေါ့အဲ့ဒီမှာလေမိမရေးတဲ့ကိုတော်ကိုပြင့်ပြီးတော့အိမ်ထဲမှာလှူလိုက်စမ်းဆိုတဲ့စကားလေးကမင်္ဂလာလည်းရှိတယ်ကြက်သီလည်းရှိတယ်တရားလည်းမရှိဘူးလားကြည့်တော့မိမကလည်းအမလီဝမ်းတာလိုက်တာတသက်လုံး၅ယောက်ကြာတခါမှဒါမျိုးမပြောဘူးဆိုပြီးတော့လေအရှင်ပြကြွပါဆိုပြီးပင်း နေရထိုင်ကင်းနေပေးတပိတ်ကိုယူတည်ချင်ရကိုဆွမ်းနေထဲယောက်ျားတော့ဒုက္ခောက်လေးဆွဲပြီးတထေးကြီးကလမ်းလျှောက်ထွက်သွားအဲ့ဒါမိမကလည်းတသက်တခါလူရတယ်ဆိုပြီးတော့လေတပိတ်အပြည့်၅ယောက်စာလောက်ကိုစားလို့ရတယ်ဆွမ်းနေဆွမ်းရင်နေခဲဝဲဒီအပြည့်ထဲပြီးလူတရားကပ်ပြီးတော့ရှင်ဘုရားတရားဟောပါအောင်ဆိုတရားဒီနာနိုင်ဝဲကြော်ကြတော့တာပေါ့တရားဒီပါနာ ပြည်ပြည်စတော်လီပိစိကဗုဒ္ဓကလည်းတပိတ်ပိုက်ပြီးတော့လမ်းလမ်းအတိုင်းပြန်ကြွသွားတယ်တထေကြီးကလည်းလမ်းလျှောက်ပြီးတော့ပြန်လာတယ်လမ်းတစ်ဝက်မှပြန်ဆုံကြတယ်လမ်းတစ်ဝက်ပြန်ဆုံတော့တထေကြီးကလည်းကိုတော့နဲ့အိမ်ကမိမလှူလိုက်လားတဲ့မေးတယ်ဒီစကားတော့မေးလို့ရပါတယ်အပြစ်မရှိပါဘူးလှူလိုက်တဲ့တကားကြီးပိစိကဗုဒ္ဓကလည်းပြောတယ်အဲ့ဒါဆိုရင်နဲ့ကိုတော့နဲ့ဘာတွေလှူလိုက်တာလဲပြဆမ်းမှာဒါတော့နည်းနည်းပို့သွားပြီလှူပြီးပြီဆိုတာနဲ့ ကိုကနှလုံးသွင်းတတ်ဖို့လိုတယ်မလိုဘူးလားလူပြီးပြီးသွားတယ်ပရိသတ်ရဲ့အလူတစ်ခုဟာမလူခင်မှာလဲပုပ်ပစေရနာတဲ့မလူခင်မှာလဲစိတ်ကောင်းတွေဖြစ်နေရတယ်လူစဲမှာလဲစိတ်ကောင်းတွေထားရတယ်ကြည်လင်ဝမ်းမြောက်နေရတယ်ပြောတာပေါ့လူပြီးမှာလဲကြည်လင်ဝမ်းမြောက်နေရတယ်နှလုံးသွင်းတတ်ရတယ်ပြောတာပေါ့ကိုလူပြီးပြီပေါ့အော်မိမလူလိုက်တယ်တပည့်တော်လဲဝမ်းသာတယ်ဗျာသာဓုသာဓုပါဆိုရင်လူပြီးမှာလဲဒါကသူကကြည်လင်ဝမ်းမြောက်မှုပြီဒါကုသိုလ်တွေရတာပေါ့ အဲ့ဒါပြဇမ်းမှာကိုတော့သပိတ်လက်ပါဆိုတော့ဒါရှိတာရှိတာအဲ့တချို့လည်းပဲအဲ့ဒါတို့ဗုဒ္ဓဘာသာအဲ့အကြောင်းနေလူပြီးအဲ့လိုပဲဒါငါလူတဲ့အကြောင်းငါအကြောင်းဟိုခါနေမလာနဲ့ဒါနေမလာနဲ့ဘုန်းကြီးအကြောင်းပဲဘသူပြည့်လာမှာပေါ့တတောင်းစားလဲလာမှာပြည်တန်စားလဲလာမှာရှင်ပြင်းလဲလာမှာခွေးလဲလာမှာဟုတ်လားဗျအဲ့ဒါဟာကိုကလူပြီးနေပြီးဒါငါအကြောင်းဘာဖြစ်လဲညာဖြစ်လဲဆိုကို तू ကအကြောင်းထိုင်တာနော်အဲ့ဒါမဟုတ်ဘူးပေါ့နော်ဒါရှိသွားတာလို့ခေါ်တယ်ဒါလေးတွေက ရှိရင်ပြန်တူလိုက်ပေါ့ဗျာနော်တူလိုက်ရင်ရတာပဲအဲ့တော့ပြပါဦးဆိုတော့ပုစိကဗုဒ္ဓကတပိတ်ကိုလက်ပြတယ်တပိတ်လက်ပြတော့တတိယကြည်ပြီးတော့စိတ်မကောင်းနေဖြစ်သွားတယ်ကုသိုလ်တွေပွားရမှာမပွားနိုင်တော့ဘူးနှလုံးသွင်းမတက်တာလीဗျာစိတ်မကောင်းနေဖြစ်သွားတယ်ကြည်စံနဲ့အိမ်ယာမိမ့်မလှုပ်ချလိုက်တာ၅ယောက်စာ လောက်ကိုလှူလိုက်တာပဲ ကုန်ပါပြီတဲ့ဒီ9ယောက်ဇာလောက်ဒီကိုတော့အလူခံပြီးတော့ပြန်သွားចောင်းမှာစားပြီးတော့သင်္ကန်းခေါင်းမိချုပ်ပြီးတော့အိတ်တော်မှာပဲတော့သူခေါင်းမိချုပ်အေးအေးဂျွန်းပြပြသူနဲ့ပါဆိုင်ဟုတ်လားပြိတ္တကြီးအေးဂျလန်းတို့ဂျွန်းမှာရေကူးနေတာဆလုံးလေးနဲ့အားရေကူးတာရေကူးတာပဲဗောပါဆိုင်ဟုတ်တယ်မို့လားတရားဟောတာဟောတာပဲဗောအခုဘဝနဲ့အခုပဲဗောအဲ့ဒါလေနှလုံးကမသွင်းတတ်တော့ဘူးကုသိုလ်ကမဖြစ်တော့ဘူးအကုသိုလ်တွေဖြစ်မသွားဘူးလား ကြည်စံတဲ့ဒီ၅ရောက်စားလောက်ကိုငါပြန်ယူပြီးတော့ငါအိမ်ငါတဲ့ငါတပည့်တွေကိုကျွေးရင်တဲ့စီးပွားတွေအောင်မြင်မှာပဲစီးပွားတွေတိုးတက်မှာပဲငါအကျိုးတွေဖြစ်မှာပဲတဲ့ငါပြန်လူကျင်လိုက်တာကဲလူစတော့ကလည်းသူပဲလူကျင်တာလေသူပဲဒါကြောင့်မြတ်စွာဘုရားကမနောကံအကုသို့၃ပါးဟောထားတယ်လိုက်ဆိုလိုက်အဘိဇ္ဇာဖြာပါဒမိစ္ဆာဒိဋ္ဌိ ဘာလဲလဲအဘိဇ္ဇာပြပါဒမိစ္ဆာဒိဋ္ဌိအဘိဇ္ဇာဆိုတာ မတရားလိုချင်ခြင်းခရီးစိတ်ကလေးကမတရားလိုချင်တဲ့သဘောလေးဖြစ်သွားရင်အဲ့ဒါအဘိဇ္ဇာအကုသိုလ်ကံကြီးပါပဲသူများဟာကိုမပြောနဲ့ကိုလူပီးသားကိုပြန်လိုချင်ရင်တော့အဘိဇ္ဇာပဲပြပါဒဆိုတာကသူတစ်ပါးတွေကိုပျက်စီးချောင်းကြံစီခြင်းဟာဟိုကောင်းနေဟိုအိမ်မီးလောင်ရင်ကောင်းပါပဲဟိုကောင်းဆိုင်ငယ်တိုက်သိရင်ကောင်းပါပဲ ဟိုကောင်မဘာဖြစ်သွားရင်ကောင်းမှာပဲဆိုအဲ့လိုကြံလိုက်တာနဲ့အကုသို့ဖြစ်သွားပြီတဲ့မနောကံကြောက်เสียမကောင်းဘူးလားကောင်းတယ်ပရိသတ်ရင်တော့မိစ္ဆာဒိဋ္ဌိဆိုတာအယူမားတာတဲ့မိစ္ဆာဒိဋ္ဌိဆိုတာကကိုမနောကံအကုသို့ဖြစ်နေတာအယူတွေမားတယ်အမြင်တွေမားတယ်အတွေးတွေမားနေတယ်ပြောင်းပြန်နေမြင်နေနော်ဒါကြောင့်မလို့အယူမားတယ်ဒါမနောကံစိတ်ထဲမှာဖြစ်လိုက်တာဒီမှာအကုသို့မဟုတ်ဘူးလို့ထင်တာနော် အခုလည်းကြည်လိုက်ပါလားပရိသတ်ကြီးအဖိဇာကိုလိုပြီးသားတပိတ်ထဲကဆွမ်းနေကိုတတိယကြီးပြန်ပြီးတော့လိုချင်နေပြီမလိုချင်ဘူးလားပြန်ယူရရင်ကောင်းပါပဲငါတပိတ်ကြီးကျွေးရင်ကောင်းပါပဲလို့လိုချင်တဲ့စိတ်ကလေးပဲဖြစ်လိုက်တာပြန်တော့မတောင်းမိပါဘူးနှုတ်ကလည်းမတောင်းဘူးလက်ကလည်းငါဟာပြန်ပြီးတော့မရှိပါဘူးအဲ့ဒါနဲ့စိတ်မချမ်းမသာဖြစ်ပြီးတော့ပဲအိမ်ပြန်သွားတာတဲ့မြတ်စွာဘုရားက ကောဒနာမင်းကြီးရဲ့အဲ့ဒီတထေးကြီးကသဒ္ဓါစိတ်နဲ့သဒ္ဓါနှုတ်နဲ့မိမ့်မရေအဲ့ဒီပိစိကဗုဒ္ဓကိုဆွမ်းနေလှူလိုက်လို့ပြောခဲ့တဲ့စကားတခွန်းကြောင့်နဲ့နတ်မင်းကြီးဘဝကနတ်တထေးကြီးဘဝကခုနှစ်ကြိမ်ဖြစ်ခဲ့တယ်လူတထေးကြီးဘဝကခုနှစ်ကြိမ်ဖြစ်ခဲ့တယ်လူပြည်နတ်ပြည်တထေးမင်း14ကြိမ်ဖြစ်တယ်ဒီဘဝဟာနောက်ဆုံးအကျိုးပေးတာပဲကုသူကံဒီအကျိုးပေးတာ ဒီဘဝဟာနောက်ဆုံးပဲတဲ့အခုကုသိုလ်တွေလေအစ်စ်ကိုပြန်ပြီးတော့သူကမဆက်နိုင်တဲ့အတွက်ကြောင့်အခုသေပြီးတဲ့အခါမှာဖယ်ရောက်သွားတော့လို့ကောသလမင်းကြီးကမေးတော့မြတ်စွာဘုရားညံ့နဲ့လန့်ကြိုက်တော့ရောရောရူဝငရေခဏရတယ်ကုသိုလ်နဲ့စလူဘဝကိုကုသိုလ်ပြန်မဆက်တော့အပေကြတော့ဘာကြတော့ဘာကြောင့်မသုံးဆောင်ရတာလဲလို့ ဘာကြောင့်လေလောက်ချမ်းသာပြီးကောင်းကောင်းမစားကောင်းကောင်းမအိတ်ကောင်းကောင်းမဝတ်ကောင်းကောင်းမနေရတာလဲဘုရားနေတော့လေဟုတ်လားကြုံတယ်လို့ပဲကိုနေအိတ်ခင်းပြီးနေတာဆောင်းဆိုလဲဘလောက်အေးအေးဆောင်းကောင်းကောင်းမချုံဘူးအဲအဲ့လိုမျိုးအဲ့လိုမျိုးပေါ့ပရိသတ်ရေနော်အဲ့လိုနေခဲ့တာအဲ့ဒါဘာကြောင့်မသုံးဆောင်ရတာလဲဘုရားလို့မြတ်စွာဘုရားကိုမေးချောက်တော့မြတ်စွာဘုရားကဒါနတော်ပြုတယ်တဲ့အဲ့ဒီတထေးကြီးဟာသူတော်ကောင်းဒါနမဖြစ်လို့ဒါလေးမှတ်ထားပါဒါနမဖြစ်လို့ သူတော်ကောင်းဒါနာ၅မျိုးရှိတယ်သူတော်ကောင်းဒါနာအကျိုးပေးလာဤသူယုံမာဒါနာအကျိုးပေးမလားဒါလေးမှတ်ထားသူတော်ကောင်းဒါနာကအကျိုးပေးလာတယ်ချမ်းသာတယ်အကျိုးတွေရရင်လည်းချမ်းလဲချမ်းသာတယ်ခံလဲခံစားရတယ်ဆန့်လဲဆန့်စားရတယ်သူယုံမာဒါနာကြတော့ချမ်းသာတော့လဲမခံစားရဘူးမဆန့်စားရဘူးဒါကြောင့်ဒါနာတစ်ခုပြုတဲ့အခါမှာသူတော်ကောင်းဒါနာ၅မျိုးဖြစ်အောင်ပြုပါလိုက်ဆိုလိုက်ရိုးရိုးသေးသေးပေးလူပါ ကြကြလေးယုံယုံကြည်ကြည်ပေးလူပါမြတ်မြတ်နိုးနိုးပေးလူပါကိုယ်တိုင်ကိုချပေးလူပါစင်ဆက်မပြတ်ပေးလူပါဘယ်နှမျိုးလဲသူတော်ကောင်းဒါနာ၅မျိုးခေါ်ပါတယ်ဆိုကြည့်ပါယိုယိုသေးသေးပေးလူပါယုံယုံကြည်ကြည် မြတ်မြတ်နုံနုံကိုတိုင်ကိုကြဘေးလူပါစင်ဆက်မပြဘေးလူပါကိုတိုင်ကိုကြဘေးလူမှာဒါနကချမ်းသာအကျိုးဘဝကောင်းအကျိုးကိုပေးတယ်ဒါလေးမှနော်ဒါနကုသိုလ်သည်အပယ်လွတ်တဲ့လူဘဝနတ်ဘဝဘဝကောင်းအကျိုးကိုပေးတယ်ဘဝတံပါတိလို့ခေါ်တယ် ဘောဂတံပတ္တိဖြစ်လျာဘဝမှာစီစဉ်ဥစ္စာတွေပြည့်စုံမဲ့ဒါနကတော့အသက်မရှိဘူးဒါနကြောင့်အသက်ရှိတာမဟုတ်ဘူးအသက်ရှိတာတီလဉာဏ်ပညာထက်တာကဘာဝနာသူ့ကျိုးနေသူနော်မတူဘူးဒါနကပေးတာကတော့ဘဝကောင်းတဲ့စီစဉ်ဥစ္စာပေးအဲ့တော့မိမိကရိုးရိုးတည်တည်ပြေးထူလိုက်မယ်ဆိုရင်ပြိတ္တရဲ့စီစဉ်ဥစ္စာတွေတဲ့ချမ်းလဲချမ်းသာမယ်ကိုယ်တိုင်ကိုကြလဲသုံးဆောင်ရမယ်ခံစားရတယ်စံစားရတယ် ဒါကြောင့်မလို့ပြိဿရေယိုယိုသေးသေးပေးလူပါယုံယုံကြည်ကြည်ပေးလူပါကံကံရဲ့အကျိုးကိုယုံကြည်ပါကောင်းတာလို့ရင်ကောင်းတာပြည့်မယ်မကောင်းတာလို့ရင်မကောင်းတာပြည့်မယ်ကုသိုလ်ကံအကုသိုလ်ကံတွေရဲ့အကျိုးကိုယုံကြည်တဲ့တရားတရားတွေနဲ့ပေးလူပါနံပါတ်3ကတော့မြန်မြန်နိုးနိုးပေးလူပါဗါတယ်လေအလူကံပုဂ္ဂိုလ်ကိုလည်းမြန်နိုးပါတရားစားဖြစ်ပါစေယူတည်ပါမြန်နိုးပါငါကိုကုသိုလ်တွေပေးနေတဲ့ပုဂ္ဂိုလ်ပါဟုတ်ရဲ့လားကြောင့်အင်းဘာဖြစ်တယ်ညာဖြစ်တယ်မလုံနဲ့အဲ့ဒါသူယုတ်မာဒါနာ အခုလှူလိုက်လို့ပြောရတာလေသူကိုယ်တိုင်မလှူဘူးရိုသေမှုလည်းမပါဘူးမျက်နှာမှုလည်းမပါဘူးယုံကြည်မှုလည်းမပါဘူးကိုယ်တိုင်ကိုကြပေးလှူတာလည်းမပါဘူးမပါတော့တထေးတော် ဖြစ်တဲ့ကိုယ်ကိုယ်တိုင်မတုံးဆောင်ရဘူးတုံးဆောင်ရရဲ့လားအရာမလို့ပြိဿာကြီးဘာပဲပေးလှူပေးလှူပါပြိဿာကြီးမျက်မျက်နှာနှာပေးလှူပါအလူကံပုဂ္ဂိုလ်ကမျက်နှာပါလှူပဲဝတ္ထုဟာကြီးပန်းလေးလှူမယ်ဆိုရင်ပန်းလေးကိုမျက်နှာပါငပြောသည်ဆိုရင်လည်းငပြောသည်လေးပေါ့နော်တန်တန်ရှိရင်တတ်တတ်ရရလေးမျက်မျက်နှာနှာလေးပေါ့ ကိုလူမဲ့ဆိုရင်အဟာရလူမဲ့ဆိုနေကိုကြိုက်တာတွေလူကိုမုတ်တီကြိုက်ရင် မုတ်တီလူကိုထမင်းကြိုက်ရင်ထမင်းပေါ့နော်ကိုကြိုက်တာလူအင်းရင်ဝတ်တဲ့လူမဲ့ဆိုရင်လည်းကိုကြိုက်တဲ့အယောင်အနီယောင်ကြိုက်ရင်အနီယောင်လေးပဲလူပန်းယောင်ကြိုက်ရင်ပန်းယောင်လေးလူဒါမှကိုမျက်နိုးတာတွေပြန်ရမှာဟုတ်ဘူးလားအဲ့ဒီမှာပြိဿရဲ့သူတော်ကောင်းဒါနာ၅ပါးဖြစ်ဖို့မလိုဘူးလားဘလို့လူရမယ်ယုံယုံကြည်ကြည်ပေးလူပါယိုယိုသေးသေးပေးလူပါ မြတ်မြတ်နောနောပေးလူပါကိုတိုင်ကိုကြပေးလူပါစင်ဆက်မပြတ်ပေးလူပါယောအင်းလူလိုက်စမ်းဆိုရင်ဒါလူလိုက်စမ်းဆိုရရကိုကမယုံမသိဖြစ်သွားပြီနော်နောက်ဆုံးဘလို့မှအစီမပြေဘူးဆိုရင်တော့မှယူယူတည်တည်လေးပြောခဲ့မကောင်းဘူးလားအခုဒီတရေရာဟဲ့မိမလူလိုက်စမ်းဆိုတာဒါယူယူတည်တည်မပါဘူးမပါတော့လည်းပဲသူလိုက်ဆိုတဲ့စကားတခွန်းကြောင့်သူ၁၄ဘဝချမ်းသာပါတယ်တူတော်ကောင်းဌာနမဖြစ်လို့ မသုံးဆောင်ရဘူးကောင်းကောင်းမဆိုင်ရဘူးမဝတ်ရဘူးမသုံးဆောင်ရဘူးသိတော့လဲဒီတိုင်းထားခဲ့ရတယ်ဒီဘဝမှာလဲကုသိုလ်နဲ့ဆရတယ်လို့မသိဥစ္စာရှိမှချမ်းသာတယ်ဒီမိဥစ္စာ ကြည်ကြည်ပအောင်ဆုထုတ်ခဲ့တဲ့တထည်ကြီးလင်မယားနှစ်ယောက်လုံးနဲ့ကုသိုလ်အတ္တတွေပြန်မပြုတ်နိုင်ပဲနဲ့သေသွားတော့ကုသိုလ်နဲ့ဆလူဘဝကုသိုလ်ပြန်မဆက်တော့အပယ်ကြတာပေါ့မကြဘူးလားဒါကြောင့်မလို့တို့တွေဟာလေကုသိုလ်နဲ့ဆတဲ့လူဘဝကိုကုသိုလ်တွေပြန်ဆက်တတ်ဖို့မလိုဘူးလား နိဗ္ဗာန်မရမီတန်တရားကအများကြီးလဲအောင်မှာဘဝကောင်းနေရဖို့မလိုဘူးလားခုတရားမီဥမာကကတော့ကုသိုလ်တွေပြန်ဆက်သွားကရမဘုရားသာသနာနောက်ပိုင်းမှာလေမာဂလူလင်တို့အပြည့်အကင်းတဲ့ထာဝရကုသိုလ်တွေလုံးပြီးသူတို့တာဝန်သာနတ်ပြည်မှာသူကမာဂလူလင်ရတရားမီကြီးဖြစ်ကျန္တာရီရနတ်မင်းကြီးဖြစ်ကုသိုလ်တွေနဲ့လေတက်သွားဘဝကောင်းတွေရစီစဉ်ကောင်းတွေရပြီးနေလာလိုက်ကြတာဂေါရမဖရာပွင့်တဲ့အခါမှာ တနေ့သောအခါမှာတရားမင်းကြီးတတန်းကုန်ပြီကန့်ကုန်ပြီကုသိုလ်ကံတွေကုန်ပြီဘာကံတွေကုန်ပြီကုသိုလ်ကံတွေကုန်တော့လေတရားမင်းချွေတွေပြန်လာတဲ့နတ်ပန်းတွေညှိုးလာတဲ့နတ်ဝတ်တန်စာတွေညှိုးနွမ်းလာတဲ့တရားအဖြစ်မပြော်တော့ဘူး तू တိတယ်ငါဘာဖြစ်ပြီလဲတတန်းကုန်ပြီလားကုန်ပြီတတန်းက3ခုတွေ6တန်းတရားတတန်းတတန်းလည်းကုန်ပြီငါပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေလည်းကံတွေကအကုန်နေပြီ အဲ့တော့ငါဘာလုပ်မလဲတဲ့မြတ်စွာဘုရားပွင့်နေတယ်ဘုရားထံငါမသွားတာဘုရားနဲ့ငါကမရင်းနှီးဘူးအဲ့တော့ငါဘုရားထံမသွားရဲဘူးပင်စတိကနတ်သားကတော့ဘုရားနဲ့ရင်းနှီးတယ်ပင်စတိကနတ်သားကြီးငါကူညီပါဦးမင်းလိုချင်တဲ့ဆုတောင်းငါပေးမယ်ငါ့ကိုဘုရားထံပို့ပေးပါငါကုသိုလ်ဆက်ချင်တယ်ဘာဆက်ချင်တယ်ပင်စတိကနတ်သားကလည်းဟိုနတ်သမီးလေးတယောက်ကိုကြိုက်နေတယ် အဲ့ဒီနတ်သမီးသာရအောင်ပြောပြပါတဲ့ဖယားထံသူဆောင်းလေးတီးပြီးတော့ခေါ်မယ်ကဲပေးမယ်ကွာငါဥသာမင်းဖယားထံမမြန်ပို့ရာဇဂျိုပြီးအစတသက်တို့တိုင်းပြီပို့အိန္ဒြာသာလလိုင်ကိုကြီးမှာမြတ်စွာဘုရားညသတင်းသုံးရတဲ့အခါမှာပင်စတိကနတ်သားခေါင်းဆောင်ပြီးတရားပရိသတ်တရားမင်းကြီးနဲ့ဝင်လာပြီးမြတ်စွာဘုရားထံရောက်မြတ်စွာဘုရားတရားမင်းကဖူးကျင်လို့ပါဖယားပင်စတိကနတ်သားကရှောက်ပြီး အဲ့မလေးကဘူးစီဘူးပေါ့အဲ့မတရားမင်းကလည်းမြတ်စွာဘုရားတွေ့ဝမ်းမြဝါသာပြီမြတ်စွာဘုရားထံတရားတွေတောင်းတရားတွေနာတရားနာတဲ့ကုသိုလ်ဆက်တယ်ဘာကုသိုလ်တရားမင်းကြီးတွေမြတ်စွာဘုရားထံကတရားတော်တွေကိုရိုသေစွာကောင်းမွန်စွာတရားတွေနာကြကုသိုလ်တွေဆက်တရားတွေနာကြတရားတဝက်လောက်ရောက်တဲ့အခါမှာတရားမင်းကြီးတွေသောတာပန်တည်တယ်ဘာတည်တယ်သောတာပန်တည်ပြီးတော့ မာဂလူလင်ဘွားကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအရှိန်အဟုန်ကုန်ပြီကုသိုလ်ပြတ်ပြီးတော့အဲ့မဲ့ဖခင်ရှေ့မှာလက်အုပ်ကြီးတရားနာရင်းနဲ့တရားမင်းကြီးသေသွားပြီးသုတိသေးပြီးတော့လီဥပပပရိသန်နေဘွားကနေပဲတရားနာတဲ့ကုသိုလ်တွေဆက်ထားတဲ့ကံကြောင့်တဲ့ကြားအဟောင်းသေးပြီးတရားအသစ်ပြန်ဖြစ်တယ်။ကဲမထူးဆန်းဘူးလား။နတ်ပရိသန်တွေကတော့ဘွားကနေဖြစ်တာလူပရိသန်တွေက6လ10လနေရနော်။ တရားအဟောင်းပရိသတ်ရေသေပြီးတော့တရားအသည့်ပြန်ဖြစ်တယ်တဲ့တရားမင်းကြီးသည် ကုသိုလ်ပြန်ဆက်တတ်တော့တရားအသည့်ဘဝမရဘူးလားအကျယ်ချင်းရင်လည်းအများကြီးပေါ့ဒါကြောင့်မလို့တို့တွေဟာလေကုသိုလ်နဲ့စတဲ့လူဘဝကိုကုသိုလ်တွေပြန်ဆက်တတ်ဖို့မလိုဘူးလားအခုဒီမှာပကာကြီးရွာမှာ၄ချိန်တောင်ရှိပြီတို့လည်းကုသိုလ်တွေဆက်ခဲ့ကြတာဒါကြောင့်ဒီနေ့ညဆရာတော်ဟောတဲ့တရားကောင်းစဉ်တွေကဘာတွေလဲကုသိုလ်နဲ့စတဲ့ လူဘဝကုသိုလ်ပြန်ဆက်ကြအဲ့တော့ကုသိုလ်တွေများများဆက်ကြပါလို့တိုက်တွန်းပြီးတော့ယနေ့ညဆရာတော်ရဲ့ပရမညတရားဘုရားသလောင်းနဲ့ပဲဤကုံဆုံးသက်ကြပါစို့အာလုံးလက်အုပ်တွေချီပါတိတိတံလောကနာတိနာကုသိုလ်နဲ့သာလူဘဝကုသိုလ်ပြန်ဆက်ကြဓမ္မဒေသနာတကိဇံယေဝသုတ်တဝါနာသာဓုသာဓုတိပါတထဘွန်တော်ဓမ္မချစ်ခင်စိတ်ကောင်းဝိဝေတရားနာလာရတဲ့တရားနာပရိသတ်ပေါင်းဩဒတော်ကောင်းတို့ ဒုံမီဓမ္မလိုလာကြတဲ့သင်္ညနာပြိဿပေါင်းသူတော်ကောင်းတို့သည်လောကနာထိနာလူသုံးပါးတို့ရဲ့အာထမီတွေကိုကိုရာအဖြစ်ဖြစ်တော်မူတဲ့မြတ်စွာဘုရားသည်ဒေတိတံကောင်းစွာမဲ့သွေဟောကြတော်မူပါပြီထာသော ကုသိုလ်နဲ့သာလူဘဝကုသိုလ်ပြန်ဆက်ကြဓမ္မဒေသနာတို့တွေဟာလူဘုံလူဘဝရရှိလာကြတယ်ဆိုတာကုသိုလ်ကံဒီကြောင့်ကုသိုလ်နဲ့ဆာခဲ့ကြတာပါနိဗ္ဗာန်မရမီတို့တွေဘဝကောင်းတွေဆက်ဖို့ရလိုပါသေးတယ်ဘဝကောင်းတွေရရှိရန်ကုသိုလ်တွေသာပြန်ဆက်ကြပါလို့ တိုက်တွန်းကလောကရဲ့အရှိတရားတွေကိုသိအောင်အကျယ်ချဲ့ကဟောကြားလိုက်တဲ့ဣဒိယဒေသနာတော်မြတ်ကိုတကိဇံယေဝကောင်းမွန်ရသေးစွာသာလျှင်သတ္တဝနာကြားကြနာကြမှတ်သားရပြီ၍သာဓုသာဓုတိမေဘုံနိဗ္ဗာန်ရပါလို့ဗန္နာပြုတောင်းဆိုဆိုကသာဓုသာဓုဟု၍ဘာတေဒါသုံးချိန်သုံးခါနှုတ်မြဲဟာ၍ဆိုလိုက်ကြကုန်ရာတည်း